ဒီနေ့ကတက်တော်တွေကပါတဲ့တကယ်အချစ်ဆိုတာဆိုတဲ့စာပိုင်လေးကိုဖတ်ပြမယ်နော်စာရေးတဲ့သူကတော့ဘသူရဲ့တော့မသိပေမဲ့ credit ပေးပါတယ်ကျမရေးရတော့မဟုတ်ဘူးပေါ့နော်ဖတ်ပြခြင်းလေးပေါ့လားလို့ကိုနေနဲ့နည်းနည်းလေးတိုက်ဆိုင်တယ်လို့ထင်လို့ပါခေါင်းစဉ်ကတကယ်အချစ်ဆိုတာတဲ့ဒူဟာတဲ့ဒူတရကိုဒီဇိုင်းမမမချနိုင်ဘူးတဲ့တကယ်အချစ်ဆိုတာရှီလီရတဲ့ဘဝမှာ ဒီလူကိုပဲထက်ခါထက်ခါအတ္တထမံချစ်မိနေခြင်းပါတဲ့ရုပ်ရှင်ကတကားကြည့်ဘူးတဲ့မင်းသားနဲ့မင်းသမီးကအသက်ဆင်နေကြတယ်ဒီနေ့မှာမင်းသမီးကမင်းသားကိုပြောတယ်ကျမတို့ရဲ့အတွေ့အမြင်ယူဆချက်ဝါဒနာအသိပညာတွေဟာအသက်ရွယ်ကြီးလာတာနဲ့အမျှမပြတ်ပြောင်းလဲနေမှာပါပဲရှင်လဲပို့ကောင်းတဲ့လူနဲ့တွေ့နိုင်တယ်အဲ့ဒီအချိန်ရောက်ရင် ရှင်သမကိုချက်နိုင်ချက်မချက်နိုင်တော့မယ်တဲ့မင်းသားကရေရင်နဲ့ခိုင်မပြတ်သားတဲ့လေတန်းနဲ့မင်းသမီးကိုပြောတယ်ပြောင်းလဲတတ်တယ်ဆိုပေမဲ့ငါတို့ဟာနောက်တစ်နေ့မှာအချင်းချင်းနောက်တစ်ချိန်ပြန်ချင်းပြီးသွားနိုင်ပါတယ်တဲ့အချစ်ကိုကြာရှုံးစေတာဟာအချိန်လည်းမဟုတ်ဘူးအကွာဝေးလည်းမဟုတ်ဘူးအချင်းမာတဲ့လူတွေကဒီလိုမကြည်မနက်မကြာခဏညှိတွားတယ် လူနှစ်ယောက်ပေါင်းသင်းဆက်ဆံလာကြလာတဲ့အခါတစ်ဖက်လူရဲ့တရှိနေမှုမှာစဉ်းစားရနေတတ်တယ်။တစ်ဖက်လူရဲ့သတ်မှတ်ထားတဲ့သ í ခံနိုင်စုံလက်လူရှုမိတတ်တယ်။ဒီလိုနဲ့ကိုတို့ဟာအဆိုးဆုံးကိုအရင်နည်းဆုံးစီပုံချပေးပြီးအရင်အခြေဆုံးကိုဒစိမ့်တွေအတွက်ခြံထားလိုက်တယ်။မှားလို့မြန်မာလူမှာဆိုလို့ရှိရင်ပြောနေကြရှိသလိုပေါ့။ အဝင်းချင်မှာတော့တက်အောင်နေတယ်အပြင်လူတွေနဲ့မှာဆိုလို့ရှိရင်တက်အောင်နေတယ်ကိုယ့်ရင်ကလူတွေနဲ့ကြတော့မတက်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဆဆချင်းမှာတော့သူ့ကိုဘယ်နေရာကကြည့်ကြည့်ချစ်စရာကောင်းနေတာပါပဲအချိန်ကြာလာတဲ့နဲ့မြချစ်စရာကောင်းတယ်လို့သင်မထင်တော့ပါဘူးသင်မြင်တွေ့နေမိတာကတစ်ဖက်လူရဲ့ချူရင်းချက်တွေပဲဖြစ်လို့ပါ သင်သိပါသလားလောကမှာပြည့်ပြည့်စုံတဲ့လူဆိုတာမရှိပါဘူး တချို့ကအစ်စ်ကိုဒီလိုပုံဖော်ပါတယ်။သူ့ချူရင်ချက်တွေကကျယ်တွေလောက်များတယ်။သူ့ကောင်းကွက်ကနေမင်းလိုတစ်စင်းပဲရှိရဲ့။ဒါပေမဲ့နေထွက်လာရင်ကျယ်တွေကပျောက်သွားတယ်တဲ့။တကယ်အစ်စ်ဆိုတာတစ်ဖက်လူရဲ့ဟာခွက်မှာပဲ။ညည်တာမျိုးမဟုတ်ပဲ။တစ်ဖက်လူရဲ့လျှက်တစ်ပြက်နူးညံ့မှုကိုမှတ်သားထားခြင်းဖြစ်ပါတယ်။ကို့အတွက် သူ့ထီးမှုပေးတဲ့တခဏကိုမှတ်သားထားတယ်။ကို့ကို သူဝိပတ်လိုက်တဲ့တက္ကနာကိုမှတ်သားထားတယ်။ရှီလီရတဲ့ဘဝမှာအတူဖြတ်သန်းခဲ့တဲ့ချစ်ချင်းနဲ့ပတ်သက်တဲ့တည်တည်မွားမွားရာလေးတွေကိုမှတ်သားထားတယ်။ဘဝကရှီလီရပါတယ်။ဆံဖြူသွားကြိုးချိန်ထိနင့်ကိုပြုံးရည်ပြပြီးချစ်တယ်လို့ပြောနိုင်သေးရင်ဒါဟာဘဝမှာကိုယ်လုံနိုင်ခဲ့တဲ့အကောင်းဆုံးလုပ်ပဲပေါ့။နောက်ဆုံးမှာတကယ်ချစ်တဲ့သူကမင်းတယောက်ထင်နဲ့ဂျင်ခဲ့တယ် သဘောကြလို့ပြင်ပြဝေပေးတာပါစုံထိနားထောင်ပေးရတဲ့ကျေးဇူးပါ love you all.